ိုက်ပွဲမှာသူနိုင်ကိုနိုင်အပြိုင်ကျဲနေကြပါမယ်မြေပြင်မှာတော့တက်ပြနေကြတယ်အာနာနာလည်းပဲပြောရလိမ့်မယ်အွန်လိုင်းတိုက်ပွဲမှာ lobby တွေနဲ့ promo ခံတာတွေကအဝဲအလီလီစခုနေပေမဲ့မြေပြင်မှာတက်ပြနေတာတကယ်တည်းရှိတရားဖြစ်တယ်ဒါကြောင့်မို့လို့အရှိကိုရှိတိုင်းမှကွန်မန်တိုင်းနဲ့လက်ခံရတဲ့တက်တည်းရှိရင်ဒီပြီးတော့ခါကြည့်အောင်လေလက်ခံရတဲ့တက်တည်းမရှိဘူးခင်ဗျားတို့တို့နားခါရဲဆိုရင်ဒီကကြော်သွားလို့ရတယ်မြေပြင်မှာတက်ပြက်နေတဲ့ပကတိရှိတာကိုကျွန်မပြောမယ်ခင်ဗျားတို့မှာနားထောင်ရတဲ့တက်တီမရှိဘူးနားခါတယ်ဆိုရင်အခုတည်းကကြော်သွားလို့ရတယ်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ အန်ယူဂျီတက်တွေတက်ပြက်နေကြောင်းမပူတူမဟာသွေးကပြောပြလာတဲ့ရုပ်တံကိုတင်ဆက်ပေးခြင်းပါတယ်။ကြောက်စက်ခရိုင်မှနှစ်တက်ရင်အန်ယူဂျီထံနှုတ်ထွက်စာတင်ပြထားပြီးခွင့်ပြုချက်ရပါကလက်နက်တွေပြန်အပ်မယ်လို့ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီးမပတူကတုံးတက်ပြသွားတာပါ။အမျိုးသားညီညွတ်ရေးအစိုးရ ် NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ PDF တက်ရင်အဖြစ်ကနေနှုတ်ထွက်လိုက်ပြီလို့ကြောက်စက်ခရိုင်အမှတ်နှစ်တက်ရင်ကဧပြီလ20ရက်မှာထုတ်ပြန်ကြေညာလိုက်ပါတယ်။ NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံတက်ရင်ချင်းအတူတူခွဲခြားဆက်ဆံခံရတာအတိအမှတ်ပြုမခံရတာတွေကြောင့်ခုလိုနှုတ်ထွက်လိုက်တာဖြစ်တယ်လို့ဆိုပါတယ်။ထောက်ပံ့မှုစည်းရိမ်တလ88သိန်းတော့ပေးတယ်တခါတလေ2လကြာတယ်တခါတလေ3လကြာတယ် အဓိကဘလို့ဖြစ်လဲဆိုတော့ကျွန်တော်တို့ဘာပဲလှုပ်လှုပ်ကောင်းမမြင်ဘူးကျွန်တော်တို့ဘက်ကတက်နိုင်တဲ့လောက်လှုပ်ပေးတဲ့လောက်ကူညီပေးတဲ့လောက်ပြည်သူမျက်နှာကြည့်ပြီးဆောင်ရွက်တာတော့မှသူတို့နဲ့အဆင်ပြေတဲ့သူတွေလောက်သာအတိမတ်ပြုခံရတာဆိုတော့နှုတ်ထွက်ရတာလို့ကြောက်စဲခရိုင်အမတ်နှစ်တက်ရင်တာဝန်ရှိသူတဦးကပြောပါတယ်နှုတ်ထွက်ဖို့အတွက် AP 16ရက်မှာ NUG ကာကွယ်ရေးဝန်ကြီးဌာနကိုတိုက်ရိုက်တင်ပြထားပြီးနှုတ်ထွက်ခွင့်ပြန်စာကိုတော့မရသေးဘူးလို့သူကဆက်ပြောပါတယ် နှုတ်ထွက်ခွင့်ပြုကြောင်းစပြန်ရလာပါက NUG ကပေးအပ်ထားတဲ့လက်နက်လေး15လက်ကိုလည်းပြန်လည်ပေးအပ်သွားဖို့ရှိနေတယ်လို့သိရပါတယ်။ခုလိုနှုတ်ထွက်သွားပေမဲ့တော်လန်ရေးကနေနှုတ်ထွက်သွားမှာမဟုတ်ပဲ local PDF အနေနဲ့ရည်တည်သွားမှာဖြစ်ပြီးတော်လန်ရေးအပိထိအမှန်တရားအတွက်အလုံးလုံးမဲ့ဘယ်အဖွဲနဲ့မဆိုပူးပေါင်းလှုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။အွန်လိုင်းတိုက်ပွဲမှာတုံနိုင်ကုံနိုင်အပြိုင်ကျင်းနေကြပေမဲ့မြေပြင်မှာတော့တက်ပြနေကြတယ်။အာနာနာလည်းပဲပြောရလိမ့်မယ်။အွန်လိုင်းတိုက်ပွဲမှာလော်ဘီတွေနဲ့ပရိုပဂန်ဒါတွေက ောင်ပွဲတွေအလီလီစုခိုးနေပေမဲ့မြေပြင်မှာတက်ပြတ်နေတာပကတိရှိတရားဖြစ်တယ်။ဒါကြောင့်မို့လို့အရှိကိုရှိတိုင်းမှတ်ကိုမှန်တိုင်းနဲ့လက်ခံရတဲ့တက်တဲ့ရှိရင်ဒီဗီဒီယိုကိုကြည့်ရမယ်။လက်ခံရတဲ့တက်တဲ့မရှိဘူး။များတို့တွေနားခားတယ်ဆိုရင်ခုတည်းကကြော်သွားလို့ရတယ်။ဒီပြင်မှာတက်ပြက်နေတဲ့တက်ကတိရှိတရားကိုကျွန်မပြောမယ်ခင်ဗျားတို့မှာနားထောင်ရတဲ့တက်တွေမရှိဘူးနားခါတယ်ဆိုရင်ခုတည်းကကြော်သွားလို့ရတယ်အဲ့ဒါပါလဲဆိုတော့အနုတီလောက်ကနေပြီးကြောက်ဆက်ခံပြီးတရားဖွဲလိုက်အဖွဲလိုက်နှုတ်ထွက်တဲ့အကြောင်းညာ မင်းပြမဥမာဘုန်းကားတို့လိုမောင်ဆောင်းခါတို့လိုရေဘလူအဖွဲ့တို့လိုလိုကယ် PDF တွေကိုတော့မှအနုကြည်လောက်ကိုရောက်အောင်မစိလုံးနိုင်တဲ့အပြင်ရှိပိတာတက်တည်တော့တတပိတတအနုကြည်လောက်ကဖွင့်ပြန်ကြတယ်ဒါဟာတက်ပြက်နေတဲ့ တက်ပြက်နေတဲ့အနေအထားဖြစ်တယ်။တက်တဲ့ဆန်နိုင်ပဲရှေ့၃ရက်၄ရက်ကမှဒီကြောက်ဆက်ခံ PDF ဖွဲ့ကြောင်ကိုကျွန်မပြောဘူးလေ။အဲ့ဒါမှလည်းဆိုတော့ဒီကြောက်ဆက်ခံ PDF ဖွဲ့ကနေပြီးတော့နှုတ်ထွက်ခြင်းလို့ပါဆိုပြီးစီရီယန်တူနာပြုရင်းမောအောင်ဆိုတဲ့အမျိုးသမီးကနှုတ်ထွက်စာတင်တဲ့အတွက်ဒီနှုတ်ထွက်တာတင်တဲ့စီရီယန်တူနာပြုရင်းမောအောင်ဆိုတဲ့အမျိုးသမီးကို NUG MOD ရဲ့အမိတ်စာလက်မှတ်နဲ့ညှင်းပါနှိပ်စက်တဲ့ကိစ္စ။ဒီလိုသမီးရဲ့ပြမှုကအမှုချင်းနဲ့ဆရာပြင်းနဲ့တက်တဲ့ project ဆိုပြီးတော့အမေရိကန်ဒေါ်လာ6000ခုစားတယ်လို့ပြမှုကြီးမားနေတာမဟုတ်ခင်နဲ့ င့်ဟူကြီးမားနေတာမဟုတ်ပဲနဲ့ရွှေဆိုင်ဓမြတိုက်စိမ့်ဆိုင်ဓမြတိုက်လို့ပြင့်ဟူကြီးမားနေတာမဟုတ်ပဲနဲ့မုံရွာကအမျိုးသမီးလိုမျိုးမုံရွာပါလာဖားကနေပြီးတော့နော်ဓမြတိုက်တဲ့အတွက်ကိုဝင်ဆောင်အမျိုးသမီးနေစီလောက်ရှိတည်ဆုံးရတဲ့အမှုတို့ပြင့်ဟူကြီးမားနေတာမဟုတ်ပဲနဲ့အဖွဲ့ကထွက်ချင်နေဆိုတဲ့ပြင့်ဟူအတွက်ညှင်းပန်းနေစက်တယ်အဲ့ဒီကြောင့်ကျန်ခင် PDF အဖွဲ့ကလက်ရှိမှာဆိုရင်အနုကြည်လောက်ကနှုတ်ထွက်လိုက်ပြီလို့အစာရေးထွက်လာတယ်ရှေ့မှာလည်းပဲရှေ့လုံခဲ့တဲ့၁၀ရက်လောက်ကနေပြီးတော့ PDF အမှတ်ရှိရတဲ့တည်ရင်နေပြီးတော့ PDF ဆိုပေမဲ့နေပြီးတော့မှရှိတာမဟုတ်ဘူးကြီးပြင်းနေတဲ့ကြားပြင်းနေမှာကျုံခံပြီးတော့စစ်တင်ညာတင်နေတဲ့နေပြီးတော့ PDF အမှတ်ရှိရတဲ့တည်ရင်က တိုက်ရဲမှုကိုအနုတီအမ်ဒီရဲ့လက်အောက်မှာရှိတဲ့စစ်ဦးစီးချုပ်ကနေပြီးဖမ်းဆီးသွားတဲ့ကိစ္စဒီကိစ္စဆိုလို့ရှိရင်လည်းပဲ DPP တို့မင်းစမခစ်တဲ့မြန်မာနောက်အီအော်ကြီးဆိုတဲ့ပြည်ဖြတ်မိတာတွေမှာဘာများပြောကြမလဲလို့ကျွန်မစောင့်ကြည့်နေတာအခုဆိုရင်10ရက်တာ10ရက်ကျော်သွားပြီဖြစ်တယ် DPP တို့ခစ်တဲ့တို့နှုတ်ပိတ်နေကြတယ်အဲ့တော့ဗာလဲဆိုတော့အန်ယူဂျီလောက်ကစစ်ဦးစီးချုပ်ဖွင့်ထားတဲ့ဟော့ပေါ်ဆိုင်မှာဟော့ပေါ်ဆိုင်ရင်လည်း PDF နှစ်ဖက်ရန်ဖြစ်စကားများကြတယ် ရက်နှစ်ခွဲရန်ပြည်စကားများတာကိုနောက်ဆုံးတော့အင်အားကြီးတဲ့ PDF အဖွဲ့ကနိုင်ပြီးတော့စစ်ဦးစီးကျုံဆိုတဲ့အဖွဲ့ကနေပြီးတော့ PDF အမှတ်ရှိရတဲ့တရင်ကတရင်မှုကိုလာဖမ်းသွားတယ်။လက်နဲ့ခင်းရန်နေပါတင်သွားတယ်။ဒီအထိကလက်ခံပြီးလို့ရပြီမယ်။လက်နဲ့ခင်းရန်နေတင်တာမဟုတ်ပဲနဲ့။အဲ့ဒီနေပြီးတော့ PDF အဖွဲ့ရဲ့တက်မှာသူတို့စခန်းမှာရှိတဲ့စားနဲ့ရိတ်ခါတွေနဲ့ထမင်းထည့်စားတဲ့အိုးခွက်ပကံတွေကစားအကုန်လုံးတင်သွားတယ်။ဆိုတော့တရင်မှုလို့ကောင်းမျိုးကိုတော့အခုလိုချက်ကလေးငကလေးဖမ်းလို့မျိုးခွဲတဲ့ကောင်ကိုဖမ်းရင်တော့မှာခွဲကသူ့ရဲ့အစွဲနဲ့ပြန်ကြိုက်ပြီးတော့ဖုခံနိုင်တဲ့အစွမ်းရှိတယ်နဲ့။ဒီနေပြီးတော့ PDF ရဲ့တရင်မှုဆိုတဲ့ကောင်ကိုချက်ကလေးငကလေးကိုဖမ်းသွားတယ်။ဒါကြောင့်မလို့အောက်ရှိမှာရှိတဲ့ PDF အဖွဲ့တွေကဟာ ငါတို့ခေါင်းဆောင်ဦးတော်ဒီလိုဖမ်းလို့ရှင်ငါတို့လည်းအခြေမျိုးဒီလိုမျိုးအနိုင်ကျင့်နှိမ့်ဆက်ခံရလိမ့်မယ်ဆိုပြီးတော့အဲ့ဒီနေပြီးတော့ PD အမတ်ရှိရတဲ့တရင်တက်ဖက်လို့နှုတ်ခတ်စာတွေမျိုးနှုတ်ဖတ်သွားတယ်။နော်အခုလိုမျိုးကြီးနိုင်ရဲ့နှင်းနဲ့ဖြစ်စဉ်တွေက PD အဖွဲထဲမှာဒီရောက်များစွာရှိလာတဲ့အတွက် PD အဖွဲတွေတက်ဖက်ပြီးတက်ဖက်နှုတ်ဖတ်ကြတယ်။ဒီဖြစ်စဉ်တွေကိုခဏတို့ဒီအကုန်လုံး WiFi ဖုံးဖိထားကြတယ်။နော်ပထမဆုံးစကအနား20တင်မှာတွေးကြတာခဏတို့ Federal Army ဖွဲ့မယ်လို့တွေးကြတယ်။ခဏတို့ Federal Army Federal တက်မတော့တက်ပေါင်းစုတက်ပေါင်းစုတက်ပေါင်းစုပြောတယ်။နော်ခဏတို့ကနော်လက်ရှိ KNU KIA KIA KNU ရှိမှာကြုံခံနေတဲ့ဖွဲ့တွေရှိတယ်။ KIA ရှိမှာဂျုံခံနေတဲ့ဖွဲ့ရှိရဲကိုကပလောင်နော်အေးအေးခင်ဗျားတို့အဂျုံခံနေတဲ့ဖွဲ့တွေခင်ဗျားတို့အေးအေးဦးတင်တယ်ဖက်ဒရယ်အာမီတိစောက်မယ်လို့ခင်ဗျားတို့ပြောတယ်တကယ်တမ်းကျတော့လက်ရှိအချိန်ထိရောခင်ဗျားတို့ကြားရင်လည်းဖက်ဒရယ်ခင်ဗျားတို့လက်မဲ့ရေးမထိုးနိုင်ဘူးခင်ဗျားတို့ဖက်ဒရယ် agreement မရှိဘူးဖက်ဒရယ် charter မရှိဘူးအေးအေးနဲ့လည်းမရှိဘူးကိုကပလောင်နဲ့ကတော့အဝေးကြီးဝေးရောပဲနော်မြေပြင်မှာအခု၄နှစ်ကျော်ကြာတဲ့အထိဖက်ဒရယ်ဆိုတာကိုအေးအေးဦးတင်တဲ့ဖက်ဒရယ်မလုံးနိုင်တာထားတော့ခင်ဗျားတို့ PD ရဲ့အချင်းချင်းမှာတော့ခင်ဗျားတို့တပ်ပေါင်းစုဖက်နိုင်ရလိမ့်မယ်ဒါပေမဲ့ PD ရဲ့အချင်းချင်းတော့တပ်ပေါင်းစုမဖွဲ့နိုင်ဘဲနဲ့အခုလိုတခွဲပြီးတခွဲနှုတ်ထွက်နေတဲ့အတွက်ခင်ဗျားတို့အဖွဲ့တွေကတက်ပြက်နေပြီလို့ကျွန်မပြော 不要去骗人。 เนาะ KNU ဆိုလို့ရှိရင်လည်းဒီလိုပဲတင်းချောင်းเนาะဒီဒီလိုက်တဲ့တင်းချောင်းမှာဆိုလို့ရှိရင်ရှင်းလွန်ခဲ့တဲ့10ရက်လောက်ကပဲဖြစ်သွားတယ်အဲ့ဒါဘာလဲဆိုတော့ KNU ကသူတို့ရဲ့စစ်စင်ရေးမှာဝင်ရှုံးလို့ဆိုပြီးတော့ PDF တွေကိုပြတ်တက်တယ် KNU က PDF ကိုပြတ်တက်တဲ့အမှုကို DBB တို့မြစီမတို့မြန်မာနောင်တို့ခစ်တစ်တို့အေးအောင်ကြီးတို့ပြည့်ဖြတ်နေတာတွေမှာဗဇက်ကတခုံးမှမဟရဲပဲနဲ့အပေါက်ပြင်နေကြတယ်အဲ့ဒီလိုပဲထိုင်းနိုင်ငံကနေပြီးတော့ online အချောင်းနေတဲ့လေလိုက်တန်လူတက်သမားတွေလည်းပဲဗဇက်ပေါက်ပိတ်ပြီးတော့ခင်ဗျားတို့နှုတ်ပိတ်နေကြတယ်မပြောရဲရှင်းပါလဲပဲ KNU ကနေပြီးတော့ PDF တွေကိုနိုင်ကျင်တာရှိမယ်ပလောင်ကနိုင်ကျင်တယ်ကိုကန်ကနိုင်ကျင်တယ်လက်ရှိမှာ KNU ကနိုင်ကျင်တယ် ီနေ့ဆက်တာခံနေရတယ်ခင်ဗျားတို့အကုန်လုံးကဝိုင်းဝန်ပြီးဖုံးပြထားကြတယ်ဒါဟာပကတိရှိတရားပဲဆက်တဲ့ဆိုရင်တော့ခင်ဗျားတို့အသေးခွဲလေးတရားစပြီးတော့မီဒီယာနဲ့ပြည်ဖြတ်တင်နဲ့ပေါင်းပြီးခင်ဗျားတို့အပြစ်ပြောချင်ဝေးဖာကြတယ် ခုငလင်းကဲကဲရေးဆိုတဲ့ဒီလိုပဲစစ်တပ်ကငလင်းကဲကဲရေးမှာအုတ်ခဲကျိုးတွေတဲပြီးတော့ဓာတ်ပုံရိုက်ခံနေပါတယ်ဆိုပြီးခင်ဗျားတို့ဒီစစ်တပ်မကောင်းတာပြောတာဒီလိုအသေးဖွယ်လေးရာစားပြီးခင်ဗျားတို့လက်စီတားဆောင်ကြည့်ပြီးဖောက်ထူကြတယ်ခင်ဗျားတို့ PD အဖွဲ့ချင်းချင်းမှာချင်းနိုင်ငံကြီးလုံးနေတဲ့ဟုတ်ဒီခင်ဗျားတို့လက်နဲ့အားကိုးနဲ့အနိုင်ချင်းနေတဲ့ဟုတ်ဒီနောက်ဆုံးကမ်ဘလူမှာရှိတဲ့အကျင်းထောင်ထဲမှာဆယ်တန်းကျောင်းလူလေးကျောင်းတက်ထောင်ကိုခင်ဗျားတို့တလဲဆိုပြီးဖမ်းမိထောင်ထဲထည့်တယ်ကျောင်းသူကျောင်းတက်ထောင်ကို CDM မလို့လို့ကျောင်းတက်လို့နေဖမ်းမိထောင်ထဲထည့်ပြီးထုတ်ထဲထည့်ပြီးတော့ခင်ဗျားတို့ပအောင်လုံးကောင်းဆောင် NLD ပါတီထွက်တော်မှာမရင်းကျင်းတဲ့ဟုတ်ဒီကြတော့ခင်ဗျားတို့ဒီဖုံးပြထားကြတယ်နော်ဒီရမို့ဆိုလို့ရှိရင်လည်းခုလိုလိုဒီလိုလဲနဲ့ခုဘာမှမကြောက်ရဘူး လို့သိပါတယ်အခု60ခန်းတိုင်တက်ရင်မှလေ CDN တင်လာပြီရှင်ပေါ်မှာဆိုတဲ့အမျိုးသမီးကိုခင်ဗျားတို့အရင်ပဲခနာချင်းနှင်းပန်းလေးဆက်တဲ့အမှုလေးနောက်ဆုံးအညာတို့ဘိုင်းညာတို့ဘိုင်းဆိုလို့ရှိရင်ဒါအေးရတဲ့တင်ဌာနခနာတို့ချင်းချင်းကနော်ဟုတ်လုံးလို့ကြော်ပြီးတုံးလုံးလို့ပေါ်လာတဲ့ကိစ္စအညာတို့ဘိုင်းမှာခနာတို့ပေါတုံးလုံးနေတာဒီတရားခန်းကြီးဖွင့်ပြီးတော့ CDN နေနဲ့ ်ပီဒီအမ်မတွေကိုဖိတတာခန့်မှာဖိတတာလုခိုင်းနေတယ်ဆိုတော့အမှုတည်ဒီလိုကိစ္စတွေကိုခင်ဗျားတို့အန်ယူဂျီကိုယ်တိုင်ကတခွန်းတဘာတာမှာစာမထွက်လာဘူးဒီလိုရက်တွေကိုခင်ဗျားတို့အန်ယူဂျီကကန့်ဝတ်တယ်လို့ရှုတ်ချတယ်လို့ခွင့်မပြုပါဘူးလို့ပါတုံးလုံးအနေနဲ့ PDF တွေနော် CDN တွေကိုခင်ဗျားတို့ဖိတတာခန့်နေမထောင်ရပါဘူးဆိုတော့အမိတ်ထွက်မှာဟုတ်နော်ခင်ဗျားတို့ချင်းချင်းမှာကြာအခုကိုကိုပီထားပြီးမယ်စစ်တပ်ဆိုလို့ရှိရင်ငလင်ကြက်ကြဲရေးတော်မှာစစ်တပ်ကအိုကေဂျိုးတွေတဲပြီးတော့ဓာတ်ပုံရိုက်ခိုင်းနေတယ်ပေါ်ပင်လုပ်နေတယ်ဆိုခင်ဗျားတို့မကောင်းပြောကြတယ်ဆိုတော့ခင်ဗျားတို့ပြောမယ်အိုကေဂျိုးဆိုတာကခင်ဗျားတို့မြင်မှာအိုကေဂျိုးဆိုပေမဲ့ဒါဟာရှေ့ဟောင်းရေးကျွမ်းမှုအမွေနှစ်တွေဖြစ်တယ်နော်ဒီ ခင်ဗျားတို့အဲရောက်လေတင်းဌာနကပဲဓာတ်ပုံရိုက်ခံနေတဲ့စစ်တပ်နော်ငလင်ကယ်ဆယ်ရေးမှာဓာတ်ပုံရိုက်ခံနေတဲ့စစ်တပ်ဆိုပြီးအုပ်ချိုးတွေအုပ်ခဲချိုးတွေတဲနေတာခင်ဗျားတို့ဟွာရခံနေအဲ့အုပ်ခဲချိုးတွေကရှီအောင်ရင်ချင်းမှုအမွေနေ့တွေဖြစ်တဲ့အတွက်ဘူးဒိုစာနဲ့ထိုးလို့မရဘူးဆက်ရရားတွေနဲ့ဖြိုချလို့မရဘူးခင်ဗျားတို့ညီပေါ်ညီပိတ်နဲ့ဘုံချုံမျိုးညစ်တွေနားလည်အောင်ပြောရရင်အုပ်ခဲချိုးမပြောနဲ့အိုးချမ်းခွဲဖြစ်နေရင်တော့မှမီးသွေးကဲဖြစ်နေရင်တော့မှရှီအောင်ရင်ချင်းမှုအမွေနေ့ဆိုရင်တန်မိုးကြည့်တယ်ရင်ချင်းမှုဆိုတာလူမျိုးတစ်မျိုးရဲ့လာရစင်းမြင့်ရင်ချင်းမှုပြောင်းရင်လူမျိုးပြောင်းတယ်နော်အုပ်ခဲချိုးမပြောနဲ့အိုးချမ်းခွဲဖြစ်နေတယ်ဆိုရင်တော့မှမီးသွေးကဲဖြစ်နေတယ်ဆိုရင်မှတန်မိုးထားရတယ် အဲ့ဒီလိုမိသွေးခဲတောင်မှာเนาะခင်ဗျားတို့နားလည်လည်အောင်ပြောရမယ်ဗေဒနိုးမျိုးဟောက်တောင်းနေเนาะဗိတနိုးမျိုးဟောင်းမှာမိတွေးခဲတွေသူ့ပေါ်ရရှိတယ်အဲ့ဒီမိတွေးခဲကိုကျွန်တော်တို့နိုင်ငံမှာကသူ့တေသနာလုံးနိုင်တယ်နီးပြည်သားမရှိတော့အမေရိကန်မှာသွားပြီးသူ့တေသနာလုံးတဲ့အခါမှာဒီမိတွေးခဲကလောကနဲ့နေပေါင်း1900လောက်ကမိတွေးခဲလို့ရှာဖွေတည်ရှိရတယ်ဒါကြောင့်မလို့လေဒီရှာဖွေတည်ရှိတဲ့တပိုက်ထောင်တာကိုလိုက်ပြီးတော့ဗိတနိုးမျိုးဟောင်းရဲ့ပြူရည်ချင်းမှုအမွေနဲ့ကရှင်းအောင်တက်တက်ကိုတွှတ်ဆက်လို့ရတယ်ရှင်းအောင်ရည်ချင်းမှုအမွေနဲ့ဆိုတော့အဲ့လိုတံမိုးထားရတယ်သူများကိုမြောက်ပေးမယ်ဆိုတာကိုယ်တိုင်ရှေ့တော့ကဥဆောင်ပြီးတိုက်ကြပါလားခင်ဗျားတို့ကဥဆောင်ရတဲ့တက်တည်မရှိကြဘူးလား မြန်မာပြည်မှာရှိတဲ့ဂျေဆက်နယ်ပြည်ရဲ့တွေကြတော့လက်နက်ကန်ကြီးစစ်ရေးရာတိုက်ဖို့ခင်ဗျားတို့ပြောပြကြတယ်ခင်ဗျားတို့ကိုယ်တိုင်ကြတော့စိုက်ဖို့ကန်ပြီးတော့တော့နိုင်ငံရေးရာတိုက်ရဲတဲ့တပ်တွေမရှိကြဘဲနဲ့အစိုးရဆိုပြီးအခုကိုမီခံထားကြတယ်ခင်ဗျားတို့ချက်တင်ကောင်းဆောင်ကောင်းဆိုတာနောက်ပြန်ရတယ်ခင်ဗျားမြောက်ပြရမှာမဟုတ်ဘူးကိုယ်တိုင်ကဦးစီးဦးဆောင်လေရှေ့ဆုံးကလမ်းပြနိုင်တဲ့သူလမ်းဖောက်နိုင်တဲ့သူကောင်းဆောင်ကိုခေါ်တာခင်ဗျားတို့ကလမ်းလည်းမဖောက်နိုင်ပဲလမ်းလည်းမလျှောက်ပိုင်မလျှောက်နိုင်ပဲနဲ့နောက်ွယ်ကနေမြောက်ပင်ပေးနေကြတယ်ညီမပြည်သူပြည်သားတွေနဲ့ဂျေဆက်ဆိုတဲ့လူငယ်တွေ PDS ဆိုတဲ့လူငယ်တွေကိုခင်ဗျားတို့မြောက်ပြန်ပေးနေတဲ့လူသက်သမားတွေဖြစ်နေကြတယ် ိုက်မှာအမှုကြီးဆိုတာတစ်ဖက်လုံးနေပါထိုင်းနိုင်ငံမဲဆောင်မှာရှိတယ်တလောက်ကို350စားပြီးတော့ဘာကကြောက်ခွဲမြေပြင်မှာရှိရဲ့မြေပြင်မှာဆက်တက်နေတဲ့ PDF တွေနဲ့ CDN ဆိုတဲ့ဝန်ထမ်းတွေဒါပဲတလောက်ကိုလားစားငွေတသိမ်းမရပါနဲ့အမှုကြီးကဘာဝင်ကြီးညာဝင်ကြီးဆိုပြီးဝင်ကြီးဌာနတွေမြောက်များစွာဖွင့်ထားတဲ့အမှုကြီးအစိုးရဘက်အမှုကြီးတွေကတယောက်ကိုတလောက်ကို350စားပြီးထိုင်းနိုင်ငံမဲဆောင်မြို့မှာနေကြတယ်အဲ့လိုပဲ online ကနေပြီးတော့ပြောက်ပေးနေတဲ့လူလိုက်တန်တို့တသက်သမားတွေဥပမာလူမျက်ကြုံ စိန်တီးလို့ထိုင်းနိုင်ငံမှာဗိုလ်ချုပ်မျိုးညစ်တင်များကြီးရှိတယ်လက်ရှိလူမှုကွန်ရက်ပေါ်မှာ online တိုက်ပွဲလုပ်ပြီးတော့ online တိုက်ပွဲလုပ်ပြီးတော့ဒီတိုင်းတန်လူသက်သမားအများစုကထိုင်းနိုင်ငံမှာရှိကြတယ်။ခမားတို့ကအဝေးကနေကြတော့ဖာလုံးလုံးလိုက်မယ်ညာလုံးလုံးလိုက်မယ်ဆရာအမရှင်ကိုခမားတို့ဘလို့တိုက်ချုပ်လိုက်မယ်ပြောပြီးတော့အမေတကယ်ခမားတို့ရှိနေတဲ့ထိုင်းနိုင်ငံကိုတက်ချုပ်လာတာကြတော့ခမားတို့စိုက်ပုတ်ကန်ပြီးတော့ဆာမပြရဲ့တဲ့တက်တယ်မရှိကြဘူးလားခမားတို့။ဟွန်း င်များတို့ကထမိန်ချုံတဲ့ကလက်သိမ်းပုံပြနေတဲ့အဖွဲ့ကြီးဖြစ်သွားတာပေါ့ဒါဆိုခင်ဗျားတို့ရဲ့အဆင့်ကထမိန်ချုံတဲ့ကဒါလက်သိမ်းပုံပြရတဲ့အဆင့် online အားချုံပြီးပြီးအဝေးကဒါဟောင်ပြေးတဲ့အဆင့်ပဲဖြစ်နေတာပေါ့ဒါဆိုကျွန်မမေးမယ်ပြီးခဲ့တယ်တချို့တွေထိုင်းကိုပါတဲ့ခေးစံမှာအဲ့လူကြီးကဝင်ကြီးနေကျွန်မထင်တာလေအဲ့လူကြီးကဘာဝင်ကြီးဆိုတဲ့လူတွေညဝင်ကြီးဆိုတဲ့လူတွေအများဆုံးထိုင်းနိုင်ငံမှာရှိတယ်ခင်ဗျားတို့ကဥစည်းဥဆောင်ပြီးရှေးဆုံးကနေဆိုင်းပုံကြီးတွေကိုင်းပြီးတော့နောက်ကွယ်ကနေပြီးထိုင်းနိုင်ငံမှာရှိတယ်နော်ဒါလူမျက်စုံတို့အာစီဒေဗစ်တို့လူမျိုးဘုံချုံမျိုးညစ်တွေစိန်ကြီးတို့ဟာငါကောင်တို့ငါစီတို့ရှိနေတဲ့ဘုံချုံမျိုးညစ်တွေကနောက်ကွယ်ကနေပြီးအားရဝဲလာနေနော်လိုင်းပေါ်မှာခင်ဗျားတို့လေးတလုံးမိုးတလုံးမျက်စာနဲ့မျက်နှာနဲ့ပြောတယ်လို့မြေပြင်မှာခပ်ပြီးဆန္ဒပြ မယ်လို့ကျမအထင်ထားတာ။ခင်ဗျားတို့မအဲ့လိုလုပ်ရတဲ့တက်တွေတော့မရှိကြဘူးလား။ကိုရိုင်းကျတော့နိုင်ငံရေးနည်းလမ်းအရတော့လက်နက်ကင်ပုံမပြောနဲ့စိုက်ပုတ်ကင်ပြီးတော့ဆန္ဒပြရတဲ့တက်တွေမရှိသေးနဲ့။မြမပြည်မှာရှိတဲ့လူငယ်တွေကျတော့လက်နက်ကင်ပြီးစစ်ရင်နည်းလမ်းနဲ့တိုက်ခိုက်နေတာခင်ဗျားတို့ကအသက်တွေကိုစတဲ့နေကြတယ်လူသက်သမားတွေက။တော်လန်ရေးလားအာနာဒီနေရေးလားကျမမင်းမယ်။အရင်တော့ကလည်းကျမကအန်ယူဂျီရဲ့တွေတော်လန်ရေးဆိုတာကအမေရိကန်တက်တတာဖြစ်ပြီးတော်လန်ရေးထက်အန်ဒီကလည်းဘောက်ခွာလာတဲ့ဆရာပြေးနဲ့အန်ယူဂျီတွေအာနာဒီမေကြီးကိုလုပ်နေတယ်ဆိုတဲ့အကြောင်းကိုကျမသိသိအချက်လက်တွေကိုအခြေခံပြီးကျမခင်ဗျားတို့ကိုရှင်းပြခဲ့ဘူးလေ။ဒါပေမဲ့ခင်ဗျားတို့မှခင်ဗျားတို့မှလက်ခံရတော့တဲ့အုံလုံးနဲ့အသိဉာဏ်ပညာမရှိတဲ့အတွက်ကျမရဲ့ပြောဆိုမှုတွေကိုခင်ဗျားတို့တစ်ဖက်ပဲကြည့်ကြ ိုက်တာအခုတော့ခင်ဗျားတို့ကိုယ်တိုင်ကဆရာတင်ထားတဲ့ဥကြီးညစ်ကိုယ်တိုင်က NUG ဟာတော်လန်ရေးထင်အာနာဒီမြေကိုသွားနေတယ်ဆိုတာကိုဝေဖန်ထောက်ပြပြီးခင်ဗျားတို့အချင်းချင်းလောင်မှ NUG ရဲ့တယုံမှန်ကိုသိလာပြီဖြစ်တယ်နော်အရင်ကတော့မတော်တိုက်ဆိုင်တယ်ကဲတော့ကျွန်မဥကြီးမြင့်ကိုအကြောင်းပြောခဲ့သေးတယ်လက်ရှိမှာဆိုလို့ရှိရင်ဥကြီးမြင့်ကအသက်ကြီးလို့နည်းနည်းလေးအချိန်စီးလာတဲ့ပုံရှားပါတယ် NUG ကိုယ်တိုင်ကတော်လန်ရေးဆိုရင် NUG ဟာတော်လန်ရေးထင်အာနာဒီမြေကြီးလုပ်နေတယ်ဆိုတာခင်ဗျားတို့အချင်းချင်းခင်ဗျားတို့အဖေခေါ်နေတဲ့ခင်ဗျားတို့ဆရာတင်ထားတဲ့ဥကြီးမြင့်ကဝေဖန်ထောက်ပြထားတယ်ကျွန်မပြောပြမယ်ကျွန်တော်တို့နိုင်ကိုနိုင်ရမယ်နိုင်ကိုနိုင်ရမယ်ဆိုတာ၃နှစ်လုံးလုံးအာမဆန်လာတာ သုံးနှစ်လုံးလုံးကျွန်တော်တို့ဥသားဆုံးနိုင်တို့တွေကအမှားခံပြောလာတာသုံးနှစ်ကျော်လေးနှစ်ငါးနှစ်ကရောက်လာတဲ့အခါကျတော့ကျွန်တော်တို့ကလည်းနောက်ဆုံးအခြေအနေကိုလို့အမှန်တည်းပြဖို့တောင်းရှိတယ်လို့ကျွန်တော်တို့ကပါရောလိန်တဲ့လူတွေမဖြစ်စေဘူးပေါ့အတူတူကိုယ်တမိုင်းကိုယူတည်တဲ့လူတွေဆိုရင်ပေါ့လေ ဲ့ဒါလို့အဲ့ခိုင်ချက်နဲ့ကျွန်တော်ဒီစကားကိုတင်ပြလာအမလာကြီးခမရခမရပွက်မယ်ဆိုတဲ့ဂျာကာလာအသွေးကူးပြောင်းရေးအစိုးရတဲ့ဆိုတာလေခမရတို့လူတွေနဲ့ခမရတို့ NLD တွေအဟောင်းနေနဲ့ပဲပြန်ပွက်မယ်ဟာမျိုးလားအဲ့ဒါဆိုရင်တော့မဟုတ်သေးဘူးထင်တယ်လူတွေဒီနဲ့လူတွေနဲ့အရေးကြီးရှိတဲ့လူတွေနဲ့ပြန်ပွက်ဖို့ကျွန်တော်တို့ကပြောနေတာဒီနောက်ထပ်ပုံစံတစ်ယောက်နဲ့စက်ကန်ဆာလို့ပဲအစိုးရပုံစံနေလာပြောင်းသွားတယ်လူကလည်းဒီလူမျိုးကလည်းဒီမျိုးဆိုရင်တော့မဖြစ်သေးဘူး190တိဆောက်လာတယ်ဘုံနေဝင်းရဲ့စစ်အာဏာရှင်စနစ်ခုလိုလိုပြိုကွဲသွားလိမ့်မယ်ဆိုတော့အိုင်းစိတ်ကူးရင်လာတာတိကျသူတို့နဲ့စဉ်းစားဆွေးနွေးပြီးတော့အဖြေထုတ်မယ်ဆိုတာတို့အဲ့ဒါတွေကတော့အလွန်ကြီးနေမှာကျွန်တော်တို့တွေ့ခဲ့တဲ့အတွေ့အကြုံကြီးအောင်မြင်နေကြမှာရှိဘူးလို့ကျွန်တော်ယူဆပါပြီးတော့တိကျလို့ ုံးပါဝင်တဲ့ပက်စစ်အာဏာရှင်စနစ်ကိုဖျောက်ချပြီးဆိုတဲ့ဟာကိုဤသူတရားလုံးအပြင်းစီးနေတယ်ပါအပြင်းစီးနေပါပါအတွင်းစီးမှာ NLD ကအာဏာပြန်ရရင်အတွင်းစီးမှာသူတို့ပါယူထား NLD အာဏာပြန်ရရင်ဖြစ်ဖို့မှာ NUG ERPH ပတ်သုံးလုံးနေမှာအားလုံး NLD ကလူတွေကြီးပါစစ်မြေပြင်မှာကတော့တပေါင်းစုဖြစ်နေအပေါ်ကငါပဲငါပဲငါပဲဆိုပြီးတော့ RDD ဘွာလာကိုကိုအတော်အထင်ကြီးပြီးတော့အစိုးရကိုပုံတရာမျိုးစုံနဲ့အုပ်ချုပ်နေတော်လည်းပဲတပေါင်းစုကိုပါဇက်နဲ့ပြောနေတော်လည်းပဲလက်တွေမှာတော့အမှန်တကယ်ဖြစ်နေဒါအရှိတရားကြီးပဲအရှိတရားကြီးတော့ဒါကြောင့်လုံစားလုံးမရဘူးစစ်နိုင်ဖို့အသုံးစည်းတွေကိုတုံးရမယ်အစားငါတို့မိသားစုတော့လူမျိုးကြီးတတိယနိုင်ငံတွေကို ွာရင်သူတို့ကအမေရိကန်အော်စတြေးလျဥရောပတိုင်းနိုင်ငံတွေထွက်သွားရင်ကိုပဲဥစားပေးလုပ်နေကြတယ်ငွေတွေသုံးဆွဲနေကြတယ်အဲ့ဒါသာတွေ့ရတယ်နော်အဲ့ဒီအရာတွေကိုစစ်ပွဲတွေတိုက်နေအဲ့ဒီအရာတွေစီမံနေပေါ့ဗျာဘာဆယ်လိုတို့အင်လီယာအောင်တို့အမောင်ဆွေတို့လုပ်လိုက်တာတော်လန်ဟီကိုတော်တော်ပြက်စီးသွားတယ်တို့လုပ်လိုက်တို့ကဝင်းကြီးပွဲရဆက်ခုနှစ်ပွဲဝင်းကြီးတို့ဝင်းကြီးညွှန်ချုပ်တို့အတွုံမတို့တို့မညွှန်ချုပ်တို့ညွှန်ချုပ်ရုံးပွဲမူကြီးတို့ကနားစားတက်ကြီးရတယ်အကြီးကြီးလေဗျအဲ့ဒါကြီးလည်းနားမစားဘဲနဲ့တိုက်ပါတော့နောက်တော့လာလာမစားဘဲနဲ့စစ်မြေပြင်မှာဒါပြောတိုက်ကြပါတော့လာလာစားတက်ကြီးတော့ပါတော့ဒီသူတရားလုံးနဲ့ PDF တွေ LPDF တွေ CDM တွေပါပြင်မနေကြပြီရပြင်မနေကြပြီ တို့ကလည်းအိမ်ပြန်ချင်းနေကြကိုချင်းစာပါကိုချင်းစာကြပါဒါလည်းမသိဘူးလေစစ်မှုသားလူငယ်တွေဒီပါရောက်နိုင်ငံသားတွေကလည်းအိမ်ပြန်ချင်းကြပြီလားတို့လည်းပဲတို့လည်းစာနာပေးကြပါလို့